ုပေါ့နော်တာမန်ပြည်သူနဲ့ဒါမှမဟုတ်စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာအခက်အခဲအခြေအနေကြုံနေရတာပေါ့နော်ဒီရွေးကောက်ပွဲကနေပြီးတော့ဒီအခက်အခဲအခြေအနေကိုဖြေရှင်းနိုင်မယ်လို့ဆရာယုံကြည်ပါတော့ဟိုကျွန်တော်တို့ညှော်လင့်တာပေါ့ညှော်လင့်နေဆိုတာကဒီရင်းနှီးမြှုပ်နှံသူတွေကြားထဲမှာလည်းပဲဒီလက်နက်ကင်ပဋိပက္ခအဲ့တော့ကကုံသွေးကြီးလမ်းကြောင်းတွေကိုနှိုက်ကတားစီးတွေဟိုပြောရရင်တော့ကျွန်တော်တို့အရာစကားပြောရင်တော့ water gate တွေပေါ့ဟာဒီ gate အစင်စင်ရဲ့ ဲ့တော့ဈေးဒီပုံများလာတာဒီအကုန်လုံးကနောက်ဆုံးစားသုံးသူစီမှာအယူစားမှာပါပြီဟုတ်ကဲ့ဒါဟိုကားစီးကားစီးပဲအဲ့တော့တကယ်တကယ်ခုနကပြောတဲ့ရုပ်ောက်ပွဲကနေတစ်ဆင့်ပေါ့ဟိုအင်ဂျာကြီးတိုးတက်လာတယ်နောက်တစ်ခုကတော့နိုင်ငံကြီးကတရားဝင်ဖို့ပြဿနာဆိုတော့အခုကကြတော့ဟိုစီးပွားရေးရရေးယူပိတ်ဆို့ထားတာဒီအစားရှိတဲ့ပြည်တော့နိုင်ငံကြီးရ တရားပေးတာလည်းရှိရှိတော့ရုပ်ောက်ပွဲကတက်လာတဲ့အစိုးရကြာရင်တော့သူကနိုင်ငံရေးရာတရားဝင်မှုအစဉ်တစဉ်ကြောက်တာသူကတရားဝင်အတိမတ်ပြူတဲ့နိုင်ငံတွေကတေချာပေါ့များလာဟုတ်ပါဘူးညလာရင်အဲ့ဒီနိုင်ငံတွေကနေတစဉ်ဒါရင်းနှီးမြှုပ်နှံမှုအတိုင်းတာတူရောက်ကြတော့ဆိုတော့အဲ့ဒီလိုနည်းနဲ့ပြည်တွင်းမှာလည်းအလုတ်ကိုင်အခွင့်အရေးဖန်တီးဖို့နေတယ်ကျွန်တော်တို့ပေါ်ပေါ်လာပါတော့နော်ဒါရွေးကောက်ပွဲနီလန်းဒီ ခုနလက်ရှိဖြစ်နေတဲ့စီးပွားရေးအကျပ်တွဲတွေပေါ်မှာလည်းပဲဒါပြေလျော့သွားနိုင်တဲ့သက်သာသွားနိုင်တဲ့အခြေအနေတခုဖြစ်လာနောက်တစ်ခုကတွတ်တော်ပေါ်လာပြီဆိုရင်လက်ရှိစီးပွားရေးနဲ့ပတ်သက်တဲ့ဥပဒေနည်းဥပဒေတွေညွှန်ကြားချက်တွေတချို့ဟာတွေကဒါစီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်းပဲဟိုအဟံတားဖြစ်နေတယ်လက်တွေ့ ဆောင်ရွက်ဖို့အတွက်ခက်ခဲနေတယ်ဟုတ်ပါတယ်ဟုတ်ပါတယ်ဆိုတော့အဲ့လိုဟာမျိုးတွေဆိုရင်လည်းကျွန်တော်တို့ကလွှတ်တော်ထဲမှာအဲ့ဒါဒီဥပဒေတွေကိုပြင်ဖို့ပြောင်းဖို့အစားရှိသဖြင့်ကျွန်တော်တို့ကအစိုးပြုတာတွေအစိုးတင်တာတွေနောက်တချို့ဟာတွေဆိုလည်းမေးခွန်းမေးတာတွေကျွန်တော်တို့ကလုပ်ချင်းအဖြစ်တချို့ဒီဟာဘာနဲ့ပတ်သက်လို့ဖြစ်စီရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ပတ်သက်လို့ဖြစ်စီငွေကြေး policy နဲ့ပတ်သက်လို့ဖြစ်စီအဲ့ဒါတွေကိုကျွန်တော်တို့ကဒါဆွေးနွေးဆုံးဖြတ်နိုင်တဲ့အခြေအနေတစ်ခုရောက် ဒါရွေးကောက်ပွဲနီးလန်းသည်ဟိုလုံးဝမရှိဘဲနဲ့စစ်တပ်ကကြီးပဲတောက်လျှောက်ဥဆောင်ပြီးတော့အုပ်ချုပ်နေတာတဲ့ဆိုင်ပုံတရံတစ်ခုကတော့ပြောင်းသွားတယ်အဲ့တော့ဒီနိုင်ငံရေးရပြောရေးဆိုခွင့်ပေါ်လာမယ်နောက်တစ်ခုကတော့နိုင်ငံသားလွတ်လပ်ခွင့်အတိုင်းတာတစ်ခုလို့ပြန်ပြောရအောင်ဟောဒါကြောင့်မလို့ဒီရွေးကောက်ပွဲဟာခုနကစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုလည်းအထောက်အကူပေးလို့ကျွန်တော်တို့ပြောလဲပါတယ် အခုရွေးကောက်ပွဲရတယ်ဆရာတပိပိနီးလာတဲ့အခါမှာပြည်သူတွေမဲမထွက်ဖို့ဆိုတဲ့အတန်းလည်းကျေလာတယ်ပေါ့နော်ဆရာပြည်သူတွေကလည်းမဲပေးရမလားမပေးရဘူးလားဝေခွဲရခက်နေတယ်ပေါ့အဆရာအနေနဲ့သတင်းစကားလေးဘယ်လိုမျိုးပါချင်ပါလဲပြောရင်တော့ရွေးကောက်ပွဲကိုဖြစ်အောင်လုပ်မယ်ဆိုတာကတော့ဒါလက်ရှိဒါတွားနေတဲ့အစီအစဉ်ပေါ့တဖက်ကလည်းရွေးကောက်ပွဲကိုပြည့်အောင်လုပ်မယ်ဆိုတဲ့ဟာပြုံဆောင်တာပေါ့အဲ့တော့ ဒါကြောင့်မလို့ကျွန်တော်တို့ကရုပ်ကုန်ပွဲကိုမကြိုက်ဘူးဖြတ်မယ်ဆိုရင်ဘာလုပ်မလဲဆိုတဲ့အစီအစဉ်ကိုရှင်းရှင်းလင်းလင်းချပြဒါဒါတကွနာကရုပ်ကုန်ပွဲဆန့်ကျင်တယ်လက်မခံဘူးဆိုတဲ့အင်အားစုတွေကဒါကျွန်တော်ကဒါတော့သူတို့ကတော်ဝင်ရှိတယ်ဒီရုပ်ကုန်ပွဲကိုမကြိုက်ဘူးဖြတ်ပြီးဆိုရင်ဘာလုပ်မယ်ဆိုတာကိုဘာလုပ်မယ်ဆိုတာအချိန်တိုင်းတာလဲပေါ့ဖို့တော့လို့ဘာဆိုတော့ဟို၄နှစ်ကျော်၅နှစ်ဖြစ်လာခဲ့ပြီလေ ဟိုပြည်သူတွေလည်းပြောရရင်တခါမှမကြုံဘူးလောက်အောင်ကျွန်တော်တို့အကျက်တဲအကျက်တဲဒီတော့လျှောက်ကျွန်တော်တို့ခံစားနေရပြီးပြီအဲ့တော့ဒါဟိုခုနကရုပ်ကောက်ွယ်ဆန့်ကျင်တဲ့သူတွေနဲ့ပတ်သက်ပြီးတော့အဲ့တော့ပြည်သူတွေနဲ့ပတ်သက်လို့ကျွန်တော်ကပြောချင်တာကတော့မဲပေးခွင့်ဆိုတာကကိုယ့်ရဲ့အခွင့်အရေးမဲပေးခြင်းအပြင်ကိုဖြစ်စေခြင်းတာရွေးချယ်ကိုကြိုက်တဲ့သူကြိုက်တဲ့အဖွဲ့အစည်းကိုရွေးချယ်အဲ့ဒီရွေးချယ်ခွင့်ကို စွလွတ်လိုက်ပြီဆိုရင်ကိုမတိုက်တဲ့ရွေးချယ်မှုတွေကိုလက်ခံရမယ်။တဘောပါတယ်ဟုတ်ပါတယ်။ဟုတ်လားအဲ့တော့အဲ့တော့ဘယ်လောက်ကြာမလဲဆိုတော့ဒီကောက်ပွဲတက်တန်းရပြောရင်၅နှစ်ဆောင်၅နှစ်အဲ့တော့ဒီရွေးကောက်ပွဲကိုမဲပေးခြင်းမဲမပေးခြင်းတို့မဟုတ်မဲပေးတဲ့အခါမှာဘသူကိုရွေးချယ်မယ်ဘယ်ပါတီကိုရွေးချယ်မယ်ဆိုတာဒီ၅နှစ်ဆောင်သူ့ရဲ့အနာဂတ်ကိုရွေးချယ် ဲ့ဒါကိုလက်လွတ်လိုက်မယ်ဆိုရင်အဲ့ဒီ၅နှစ်စာမှာသူ့ရဲ့ရွေးချယ်မှုမဟုတ်ဘဲနဲ့သူများရွေးချယ်တဲ့ဟာကိုသူကခံအားခံတယ်။